အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့မိသားစုတွေအလုပ်ကိုစီရှုပ်ကြတဲ့နေ့လေးဆိုတော့လေငင်းဆက်ပါဟင်းလေးကိုအမြန်လေးချက်ပြီးတော့ငပိတို့ဆရာလေးနဲ့ဒီနေ့ဖွေရလေးစားပါမယ်ရှင် ဲဒီနေ့ကတော့မြန်နိုးတွေရာခြံထဲမှာကပန်းနေရလဲပွင့်နေတာဆိုတော့ပန်းချိုးတဲ့သူကချိုးတယ်။အော်ပြီးတော့လေမြန်နိုးကမိသားစုရများတာဆိုတော့ငွေသေးကိုတပြီတပြီဝယ်စားတာဆိုလို့ရှိရင်အရင်အစားမခံတော့ကိုရိုင်းအချိန်တစ်ဆယ်ငွေသေးတွေကိုပလန်ထားပြီးတော့ဒီနေ့ကိုရိုင်းကြိတ်ကြမှာပေါ့နော်။ခဏခင်းလေးတစ်ဖြတ်ပန်းချိုးလိုက်အောင်မယ်။ဒီနေ့ကတော့အလုပ်ဆရာအလုပ်ကတော့အများကြီးပဲ။နေခဲ့ကြငွေသေးကြိတ်ကမယ်။ခုမနက်ခင်းပန်းချိုးတယ်။ပြင်းထင်းချက်သုံးနေအောင်။ န်းရမှုန်းလာနော်အပွားတာမဆိုင်တဲ့အရာနဲ့လုပ်လိုက်ကဲအဲ့တော့ဒီနေ့ငရဲဆန်ဖောင်ရင်ချက်ပါဆန်ကတော့လှော်ပြီးသားလည်းမရှိတော့တငယ်ချင်းတွေစီကနေပြီးတိတ်ဆက်ငားထားရှိရတယ်အဲ့တော့မထူတော့ဘူးဆိုပြီးတော့ဆန်အောင်မများလှော်လိုက်တယ်ပြီးရင်ကြိတ်ထားလိုက်တော့မယ်ပြီးရင်ဘူးလေးနဲ့တင်ထားပြီးနောက်တစ်ခါသုံးကြိမ်လေးဆိုရင်သုံးရအောင် ။အဲဒီတဲ့ငယ်သေးချိတ်ချင်လို့ဆိုပြီးတော့ချိတ်ဆက်ကိုငှားလိုက်တာပေါ့နော်။အဲတော့မိသားစုများတာဆိုတော့ဟိုတပီတပီဝယ်စားတာမျိုးဆိုလို့ရှိရင်အရင်အစားမခံ။အဲတော့ငယ်သေးကိုအချိန်30လောက်ကိုဝယ်ပြီးတော့လှမ်းထားလိုက်တယ်။အာချွေပြီးတော့ဒီကွက်ကိုချိန်ကြမှာပေါ့နော်ဒီကာဝါဆက်ရဲ့အာတာချက်ကကြတော့သူကရိုက်တန်းနဲ့ချိန်တာပေါ့နော်သူ့မာလေးစကားလေးတွေကအများကြီးပါတယ်အစိတ်တဲပေါ်မူတည်ပြီးတော့ကိုလိုချင်တဲ့အမှုန်နေထားကိုရွေးပြီးလုပ်လို့ရတာပေါ့နော် ကယ်လို့ကိုကဆန်လောင်မုံကိုလောအဝါရောက်နေဓာတ်ထိကြိုက်တယ်ဆိုလို့ရှိရင်တော့ဟိုဆန်လောင်တဲ့အခါမှာကြောက်ပြီးတော့ပေါ့နော်။ငန်းလေးနောက်လို့ကြောက်လို့ရှိရင်ဆန်ပြိုလဲလောက်တော့လို့ရအောင်လို့ဒီဆန်လောင်မုံအရင်ကြက်တဲ့အနေဓာတ်ထိကိုမလောပေးဘူးပေါ့နော်။ဆက်ငားလိုက်တဲ့အချိန်မှာအကျိုးရှိရှိအသုံးချရတဲ့အနေနဲ့ဆန်လောင်လုံးတွေမှာအများကြီးကြိတ်ထားတယ်။ငန်းတုံးတဲ့ဆက်ဆိုလို့ရှိရင်အကောက်ဝါအရင်တော့ဆိုလို့ရှိရင်အများထွန်ဆက်တုံးတာလေ။ကောက်ဝါဆက်တည်းအများကြီးထွက်တာဒါဆိုလို့ရှိရင်အမှုန်ကြိတ်ဆက်အမှုန်ကြိတ်ဆက်ဆိုမှတော့ကျတော့ဒီအဓိကကတော့ ရုပ်သေးကြိုက်တာတို့သူကမောင်းမောင်းလိုမျိုးနုပြီးညက်နေရချီတော့မထွက်ဘူးဆန်လောင်မုံအနေထားထီတော့ထွက်တယ်ပြီးတိုင်းနေတို့တွေရုပ်သေးကြိုက်မှာငါထားတော့လဲအကျိုးရှိရှိလေးအသုံးချလိုက်အောင်ပဲပြင်းဆိုင်ရဲ့လဖတ်တော့အောင်လို့မှဂျီဂျီတို့လဖတ်တော့ကြွရလို့ဟိုခန်းကြီးတဲ့အစိမ်းလေးနဲ့အမှဲလေးနဲ့သွားမိမိရွေးခုချီသွားအရင်ဆွဲမဖြောက်ခဲ့တဲ့တော့အပင်ကိုအညာလေးကိုတခြားကင်ပြီးချွေး ကော်ဖီတောက်ချင်ရှိရနော်။ကျောင်းညီဒီသမင်းနဲ့ကြာမစားဘူးဗျ။ဟဲ့။ဟဲ့ချက်ထားလို့။ငရဲကိုကြာတော့အမြဲအပေါ်ကြောတင်းတင်းနဲ့စားကျင်တာဆိုတော့လေနေလှမ်းထားတာပေါ့နော်။ငရဲဆက်လို့ချက်ဖို့အတွက်ကကြာတော့စက်သွုံပြစက်သွုံနေစပလင်ကိုမြန်မြန်ကျဉ်းညံ့အောင်ထောင်းမိတာပေါ့နော်။ ပြီးရင်စီပူရဲကိုထောင်းထားတဲ့အနှစ်တွေထည့်ပြီးတော့အနံလေးမှွေးလာတဲ့အထည်အောင်ငါစီလေးတက်ပေးတာပေါ့နော်။အဲ့တော့ဒီကြက်သွန်လေးတွေကိုကျွတ်တဲ့အနေထားတွေကိုစီမတက်ဖဲနဲ့နုံနဲ့ထိပဲစီတက်ပြီးတော့တံငရံလေးထည့်ပြီးတော့ခဏမှွေပြီးသွားလို့ရှိရင်ရေဆွက်ပေးတယ်။ပြီးရင်စားရတာလေးထည့်ပြီးတော့အမြိုင်ခုနလှော်ထားတဲ့ဆာလမော်လေးထည့်ပေးတာပေါ့နော်။ရတာတော့ငရံလည်းချိုးတော့ချက်သားမုံနဲ့ပဲထည့်လိုက်။ ဆာဒါကတော့မြန်ခုနကြိတ်ထားတဲ့ဆန်လောင်မုတ်ပူပတ်ဆိုတဲ့အချိန်မှာဆန်လောင်မုတ်ထည့်လို့ရှင်ရေဖြောထည့်မှာရလေမဟုတ်ရင်ဒီတိုင်းထည့်လိုက်ခဲကုန်ရောအဲ့တော့များအေးတဲ့အချိန်မှာလည်းဒီတိုင်းထည့်ထားလိုက်ကဲမြန်ဟင်းအိုးလေးချက်ထားတဲ့အချိန်ပါလေညာချွေထားတဲ့ငူတီလေးကိုကျွတ်နေအောင်လို့မြန်တီတုပ်ပေါ်ပါပြန်တော့ပြန်ပြီးတော့နေလိုက်ပြတာနော်ဒီပလတ်စတစ်ပေါ်မှာလမ်းတာထဲတီတုပ်ပေါ်မှာလမ်းတဲ့ခါကျတော့လေသူ့ရဲ့အပူရောနေရဲ့အပူရောလည်းဆိုရင်ပို့ပြီးတော့ကျွတ်တယ်ပေါ့နော် ကဲအနဲတော့မှုေးနေတာမဝင်ကနဲ့ကဲရောချက်တုံရဲ့အချိုရောငားရဲ့အချိုရောစပလင်နိုင်ချင်းနဲ့ဆိုမှုေးပြီးတော့လေတော်တော်မိုက်တယ်ငားလေနေလှမ်းပြီးတော့ချက်ထားတော့လေမမတတိန်လေးအပေါ်ကြောပြကဲငပိတို့ဆရာလက်ချက်မှာဆိုတော့လေ channel မှာရှိတဲ့သခွားတိလေးတွေနဲ့ရုံးလေးတိလေးတွေခူးလိုက်ဦးမယ်။ န်ထဲမှာယုံမရသေးလို့လည်းရှိရဆိုလို့ပပလေးလှီးပြီးတော့ကြက်ဥလေးနဲ့နိုင်ကြော်လိုက်တယ်။ကဲခုဆိုလို့ရှိရင်တော့ကြက်ဥမှုကြော်လေးရဲ့ငရဲဆန်လော်ဟင်းရဲ့ငပိတို့စရာနဲ့ငါးကောင်းလေးကိုများချင်းလေးချက်ထားပါဗောနော်။ဒီမှာလေးညနာကြည့်ရ နဲ့အမြင်တင်းနဲ့ချက်တာကစားရည်ကဲစာပြတာပြီးသားရေဆိုတော့အမြန်ငွေသီးလေးတွေချိတ်ဖို့အတွက်ကိုနိုင်တော့လေးနေလန်းထားတဲ့ငွေသီးချောက်တွေကိုအနံလဲမမွန်အောင်ရော ဒီတိတ်တဲ့ခါမှာလည်းအယောင်လေးလာနေအောင်ပြီးမှိုလေးလည်းမတက်အောင်လို့ဆိုတော့မြန်တို့စီပပလေးထည့်ပြီးတော့မြန်တို့ကအကုန်လုံးတမအောင်နေပြရပါတော့တိတ်တဲ့ခါကြလို့ရှင်လည်းမြန်တို့စားအောင်နည်းနည်းလေးထည့်ပြီးတယ်ဘုမတက်တယ်လို့နော်ဒါဆိုလို့ရှင်မနက်ကဒါဆန်ကြိတ်ထားတဲ့စကားပေါ့နော်ထုံမယ်ဒီကဝဆက်ရအာတာချက်ကဘာလဲဆိုရင်သူကရိုက်တန်တန်ကြိတ်တာဒီလိုစကားလေးရအဲ့လို ကိုကငွေသွေးဆိုလဲဖတ်ချမ်းကြိုက်တာလားအမှုကြိုက်တာလားပေါ့ဒါလို့ကြိုက်လို့ရတယ်ခွာချမ်းဆိုအကျဲဆုံးဒီဟာပေါ့အဲ့ဒါညိလိုက်တယ်ပေါ့ဒီလိုထည့်ရတယ်ရှာကုန် မများတယ်ဒါအချိန်နဲ့ဆက်စိတ်တာလေစလုံးနဲ့သုံးလုံးကအိတ်နဲ့ပဲအိတ်အခုကြိတ်ထားတဲ့ငွေသိမ်းမုံနေရာဆိုလို့ရှိရင် အချိန်တစ်ဆယ်ကိုကြိတ်ထားပါတော့နော်။ကဲ၊ညွေမိုးဆောင်းရတော့မြန်နွေအေးဆေးစားလို့ရပြီ။ဒီကဆိုလို့ရှိရင်ဒါထောင်းထားလက်ထောင်းနော်။ဒီကဆိုဆက်နဲ့ကြိတ်ထားတဲ့ဟာ။ဒါဆိုလို့ရှိရင်ငွေသိမ်းထားတာဆိုလို့ရှိရင်စက်တုံပြူစက်တုံနေပြီးထောင်းရရင်လည်းကိုရပြီနော်။အရင်ထောင်းကြမလို့တော့။ထောင်းထားရင်တော့တော့ဒီဥစ္စာဟိုအချိန်လည်းတော့ပါပဲ။ချက်စက်တုံပြူပဲထောင်းရမှာငွေသိမ်းထောင်းကြမလို့တော့။ဒေးဒေး ားတော်ယူကြပါတရားတော်ဆန္ဒတော်ထမအိတ်ကဲဒီနေ့တော့ကတော့တော့ပါပဲရှင်။မြန်နောက်ပတ်ဒီမှာဆိုလို့ရှိရင်လည်းဘယ်လိုဟင်းလေးချက်စားပြမလဲ၊ဘာလေးလုပ်ပြမလဲဆိုတာကိုဆက်လက်ဆောင်နေပေးကြပါအောင်နော်။ညရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြရအောင်လေ။ကျေးဇူးအများကြီးတရှိပါရယ်ရှင်။